လူချင်းမင်းတို့သိချင်နေတဲ့ဈေးနှုန်းကိုတော့ကျွန်တော်အနောက်မှာအသက်တာဆုံးနဲ့ရောင်းပေးထားပါတယ်ကျွန်တော်ရောင်းပေးတဲ့ဈေးနှုန်းကိုလည်းလူချင်းမင်းတို့ကြည့်ပြီးတော့စုံစမ်းပါမင်းမြန်မှာတက်တာတော့ကျွန်တော်စီအားပေးပေါ့ Okay ကျွန်တော်တို့ခုလိုချိန်ရတော့အဝတ်တွေမချောက်တာနဲ့ကျွန်တော်တို့အဝတ်တွေမှုစောနန်းနာနဲ့ဆိုတော့အခုလိုမျိုးအဝတ်6ဆက်တွေလိုအပ်ပါတယ်ဆိုတော့အဝတ်6ဆက်ကတော့ကျွန်တော်တို့အဝတ်လမ်းမိုးခက်ခဲနေတဲ့နေရာတွေဥပမာတိုက်ခန်းတွေပေါ့ဗျာ အခုလိုမိုးတွေများနေတဲ့အချိန်မှာလို့ကျွန်တော်တို့အဝတ်လမ်းဖို့အတွက်ကတော်တော်လေးခက်ခဲတယ်ဗျ။ဒါကတော့ air fryer ထုတ်တဲ့ Savani KG ကျွန်တော်တို့ dryer ဖြစ်တယ်ဒီ dryer ကတော့ washing ကထွက်တာနဲ့တခါတည်းဒီမှာတန်းထဲလိုက်ပြီးတော့ကျွန်တော်တို့အသုံးပြုရမယ်အဲ့တော့တိုက်ခန်းတခန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုထားမယ် speed ပေါ့နေရာကလည်းမူတည်သေးတယ်ဆိုတော့ဒီအလုံးကြီးရဲ့ site ကိုကျွန်တော်အရင်ဆုံးတိုက်ပြပါမယ်အမြင့်က33လက်မှရှိပါတယ်ခင်ဗျာကျွန်တော်တို့ ။ညနေဖွင့်အကျယ်ဆိုလို့ရှိရင်ကျွန်တော်တို့23လက်မှရှိတယ်ဆိုတော့နှစ်ပေနီးပါးပေါ့။အရှင်းနဲ့အနောက်ဆိုလို့ရှိရင်ကျွန်တော်တို့က23လက်မှရှိပါတယ်။အရှင်းနဲ့အနောက်နဲ့ကကျွန်တော်တို့အပူပိုက်တိုက်ဖို့အတွက်ဒီလိုမျိုးအပူပိုက်ပါတယ်။ပြီးရင်မန်ဒရီယံဘုတ်ပါတယ်။နောက်ပြီးတော့ရင်ကျွန်တော်တို့အဝတ်တရားထွက်လာတဲ့အော်ခြီစားတွေကိုကျွန်တော်တို့စစ်ထုတ်ပေးမဲ့ဖစ်တာပါတယ်နော်ဒါဖစ်တာဖစ်တာကိုကျွန်တော်တို့ဖွင့်ပြီးတော့ကျွန်တော်တို့ တန်ရှင်းလုပ်ပေးရမယ်ပေါ့ဗျာဒီလိုမျိုးဖွင့်ပြီးတော့ဒီလိုမျိုးဖွင့်မယ်တန်ရှင်းလုပ်မယ်ပေါ့โอเคအိမ်ရှင်မတွေလည်းတုံတက်အောင်ကျွန်တော်တို့အိမ်မှာရှိတဲ့အမျိုးသားအမျိုးသမီးတွေအားလုံးတုံတက်အောင်ကျွန်တော်ဒီမှာ function လေးအကြောင်းလေးကိုနည်းနည်းပြောပြပေးမယ် Alpha Dryer ကတော့ Rainy 3နှစ်ပါပါတယ်ခင်ဗျာကျွန်တော်တို့ကအခုဆိုလို့ရှိရင်အနောက်မှာမီးထိုးပြီးသွားပြီဒီအပေါ်မှာပါတဲ့ function လေးကတော့ဘာတွေလဲဆိုတာလေးကိုအနည်းငယ်ကျွန်တော်ပြောပြပေးမယ် အာဒီမှာဆိုရင်အလွဲတကူပဲပြောရမယ်ဆိုလို့ရှိရင်ဒီမှာ तू ကခြံခက်ထားတဲ့အပိုင်းကြီး तू က၄ဘိုင်းရှိရဗျာဆိုပါစို့ဒီပါတစ်ဘိုင်းဒီမှာတစ်ဘိုင်းဒီဘက်မှာတစ်ဘိုင်းနဲ့ဒီဘက်မှာတစ်ဘိုင်းဆိုပြီးတော့ကျွန်တော်တို့အကြီးစား function ၄ခုပေါ့နော်ဆိုတော့ဒီဘက်အပေါ်ကတစ်ဘိုင်းကတော့လွဲကူပါတယ်အပေါ်မှာခြေအင်းကြီးမျိုးရေးပေးထားတယ်အောက်ကတစ်ဘိုင်းကတော့အောက်မှာနိုင်လုံးလို့ရေးပေးထားတယ်ဆိုတော့ဒီနိုင်လုံးအင်းကြီးကိုမှပဲ function ၃မျိုးထပ်ခွဲထားတဲ့သဘောပေါ့ဒီမှာလည်းဒီတိုင်းပဲခြေအင်းကြီးဆိုရင် function ကျွန်တော်တို့၃မျိုးခွဲထားတဲ့သဘောဖြစ်ပါတယ် ဒီဘက်အပိုင်းတွေကတော့ကျွန်တော်တို့သူ့မှာ automatic ချိန်ထားတဲ့ဒီလိုမျိုးအပူချိန်တွေဥမာကျွန်တော်တို့အချိန်တိုင်မာတွေဥမာမလိုချင်ဘူးဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့ဒီဘက်မှာကိုယ့်ဘက်ကိုချိန်လို့ရအောင်ဒီမှာသူကတနာရီတို့60မိနစ်တို့15မိနစ်တို့အမျိုးမျိုးပြေးပြေးထားတာကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကတော့ကိုယ့်ဘက်ကိုပေးချင်တဲ့တိုင်မာပေါ့ဗျာဒီပေါ်မှာတော့သူ့ရဲ့အပူ function လေးတွေပါလာတယ်ဥမာပိုးတက်တာတို့အဝိမကြီးတာတို့ပေါ့နော်ဒီဘွားဟာလေးဒီကတော့တိတ်တော့ဒီကောင်လေးကတိတ်အတော့မများဘူးပေါ့ โอเคအဲ့တော့ကျွန်တော်တို့အိမ်တိမ်မှာအချောက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခြီအင်ကြီးပဲအချောက်ခံမှာမဟုတ်ဘူးနိုင်လုံအင်ကြီးပဲအချောက်ခံမှာမဟုတ်ဘူးကျွန်တော်တို့ကအဝတ်စားကိုအစုံအချောက်ခံမယ်ဆိုရင်အထားအများဆုံးနေရာဒီမှာ miss ပါเนาะဒီနေရာမှာထားပြရပါမယ်ဆိုတော့ဒီမှာ miss နေရာမှာထားပြီးမယ်ကျွန်တော်တို့ကပြီးဝိုင်းအပူချိန်ကိုလည်းကိုကြိုက်တယ်လို့ရွေးချယ်လို့ရတယ်ဒီမှာ type ပေးထားတယ်အပူချိန်ကျွန်တော်တို့၄မျိုးရွေးချယ်လို့ရတယ်ဝက်ရှိရာကျွန်တော်တို့ပြီးရင်ဝက်တထောင်ဝက်ထောင်းနေရာ ဝက်1400စသည်ဖြင့်ဝက်နေရင်နေသလိုများရင်များသလိုကျွန်တော်တို့အချိန်အားလေးရော့သွားမှာဖြစ်ပါတယ်အဲ့တော့မိမိပေးခြင်းတဲ့အချိန်ကိုပေးပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ step တစ်ချက်နှိမ့်လိုက်တာနဲ့ဒီတနာရီခွဲကိုဝက်တစ်ထောင်နဲ့အဝတ်စားအစုံကိုကျွန်တော်တို့အချောက်ခံမဲ့စနစ်ကစတင်မှာဖြစ်ပါတယ်အဲ့တော့ဒီ step တစ်ချက်နှိမ့်တဲ့ကြာနဲ့ तू ਆ စတင်ပါပြီ ကျွန်တော်တို့ကအခုလိုမျိုးအလုံးလုံးနေရင်လည်းကျွန်တော်တို့ကအဝတ်စားတစ်ခုကိုမေ့သွားတယ်ကျွန်တော်တို့ထပ်ထည့်ခြင်းနဲ့ဆိုရင်လည်းပြဿနာမရှိဘူး။အဲဒီ step ဆိုတဲ့ခလုတ်လေးကိုနောက်တစ်ချက်ထပ်နေရင်သူက pause ဖြစ်သွားလိမ့်မယ်နော်။ Okay အဲ့တော့ကျွန်တော်တို့ကြံခဲ့တဲ့အဝတ်စားကိုကျွန်တော်တို့ဖြန့်ပြီးတော့ထပ်ထည့်ပါပြီးသွားရင် ကျွန်တော်တို့ပြန်ပိတ်မယ်။ပြီးရင်ကျွန်တော်ပလေးပြန်နှိပ်လိုက်ပါလွယ်ကူပါတယ်ဗျာဒါကတော့ကျွန်တော်တို့ညီသူမဆိုးအလွယ်တကူအသုံးပြုလို့ရတဲ့ပစ္စည်းဖြစ်ပါတယ်မိမိအိမ်မှာထားရမယ့်နေရာလေးကိုတော့အရှိမ သူနေရာဘလောက်စားမလဲဆိုတာကိုအရှင်းမှာကျွန်တော်တိုင်းပြပေးထားပါတယ်ဒီမှာဆိုလို့ရှိရင် anti crust ဆိုတဲ့ function လေးကတော့ကျွန်တော်တို့အဝတ်တွေအလုံး6လို့ထွက်လာပြီဆိုလို့ရှိရင်အဝတ်စားမချေအောင်လို့ကျွန်တော်တို့ခေါ်ထားတဲ့ function လေးဖြစ်ပါတယ်ဒီ function လေးဒါကတော့ကျွန်တော်တို့ air fryer ထုတ်တဲ့ 7kg dryer ဖြစ်တယ်ကျွန်တော်တို့မိုးရင်းအချိန်ကာမှာကျွန်တော်တို့အဝတ်တွေမချောက်မဲ့ပြဿနာတွေအဝတ်တွေမချောက်လို့ပုံနဲ့ရမဲ့ပြဿနာတွေမရှိအောင်ကင်းဝေးစေမဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်ပေါ့နော်ဈေးနှုန်းကကြတော့ကျွန်တော်ရောင်းဝယ်မဲ့ဈေးက6သိန်းနဲ့2000ဖြစ်ပါတယ်ခင်ဗျာ Randy က3နှစ်ပါပါတယ်အမျိုးအစားက Alpha ပါဝေချောင်းဆက်ကမော်ရယ်နံပါတ်လေးကိုတော့ဒီပုံမှာရေးပေးထားပါဗါးမော်ရယ်နံပါတ်နဲ့ဇင်းနှုံးလေးနဲ့လူချင်းမင်းတို့ကစုံစမ်းမင်းမြန်ပြီးတက်တာတော့ကျွန်တော်စီမှာအားပေးနိုင်ပါတယ်ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျာ